မင်္ဂလာပါရှင်ဗမာခေတ်တည်ထင်ဌာနရဲ့ထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးဒေါံစန်းစုကြည်ကိုဖမ်းဆီးအကျဉ်းချထားတဲ့နေရာထပ်မံပြောင်းရွှေ့ဟုသတင်းထွက်တဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်အောင်ဆန်းစုကြည်ကိုစစ်ကောင်စီကဖမ်းဆီးအကျဉ်းချထားတဲ့နေရာကနေထပ်မံပြောင်းရွှေ့ထားလိုက်တယ်လို့နေပြည်တော်အချုပ်ထောင်နဲ့နှိစက်သူတယောက်ကပြောပါရယ် ဘသူမှတွေ့ခွင့်မရသေးပါဘူးနေရပြောင်းသွားတော့အတိအကျမသိတော့ဘူးထက်ပြောင်းနေတဲ့တဆင်ပဲကြတာအဲ့ဒီကျွန်တော်တို့သိထားတဲ့နေရမှာတော့မရှိဘူးဆိုတာပဲသိတယ်အရင်နေပြီးတော့ကောင်းစီဘက်ပြောင်းနေလို့သိထားတယ်အဲ့ဒီကနေထက်ပြောင်းသွားတာနိုင်ငံကြီးယူဆရီနဲ့ဆိုင်တော့သူတို့ဘလို့တွေးထားလဲတော့သဘောမပေါက်ဘူးလက်ရှိလူအာနာရှိတဲ့လူကသူတို့အတွေးခေါ်ယူဆရီကတဘာဝအတိုင်းမဟုတ်ရင်တော့ကျန်တာတွေးလို့မရဘူးကျွန်တော်ယူဆကတော့အဲ့ဒီလောက်ကျမကြီးဆူဆူရွရွဘာမှမဖြစ်နိုင်ဘူးဒါပေမဲ့အဲ့ဒါကလေကျွန်တော်တို့ကထုတ်ပြောလို့မရဘူး ဘူးနိုင်ငံရေးအရာဆိုတော့အသက်ရွယ်နဲ့ကျန်းမာရေးအရာခံမရရင်တော့စိုးရိမ်စရာရှိတာပေါ့သူကတတိနဲ့နေတာများတယ်ဖခင်တရားနဲ့နေတော့ကျန်းမာရေးအရာအစားအသောက်နဲ့ပတ်ဝန်းကျင်ကြောင့်ကလွှဲလို့ဇန်နာဘာမှမဖြစ်နိုင်ဘူးဟုလက်ကောင်းကပြောပါတယ် မြန်မာပြည်သူလူထုရဲ့ဆန္ဒအမှန်ကိုလေးစားအတိမဲ့ပြုဖို့နဲ့အာဏာသိမ်းစစ်တပ်ကကျင်းပမယ့်တရားမဝင်ရွေးကောက်ပွဲကိုအတိမဲ့မပြုဖို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကနိုင်ငံတကာကောင်ဆောင်တွေနဲ့အစိုးရတွေကိုကြေညာချက်ထုတ်ပြန်တိုက်တွန်းတောင်းဆိုလိုက်ပြီးနောက်အဲ့ဒီသတင်းထွက်ပေါ်လာတာပါလူလူကောင်ဆောင်ဒေါအောင်ဆန်းစုကြည်ကိုစစ်ကောင်စီကဆက်အနာစသိမ်းတဲ့2021ဖေဖော်ဝါရီတရက်နေ့ကစပြီးနေပြည်တော်ကလျှို့ဝှက်နေရတကူမှာထိမ့်သိမ်းခဲ့ပြီးရုံးထုတ်စစ်ဆေးခဲ့တာပါ။ 2022ခုနှစ်ဇွန်လမှာဒေါအောင်ဆန်းစုကြည်ကိုနေပြည်တော်အချုပ်ထောင်မှာပြောင်းရွှေ့ထိန်းသိမ်းထားကြောင်းစစ်ကောင်စီကတရင်ထုတ်ပြန်ခဲ့ပြီး2024ခုဧပြီလမှာနေပြည်တော်အချုပ်ထောင်ကနေနေပြည်တော်ကောင်စီနယ်မြေဒုဝန်ကြီးအဆင့်နေတစ်ခုကိုပြောင်းရွှေ့ထိန်းသိမ်းခဲ့တယ်လို့တရင်နေထွက်ပေါ်ခဲ့ပါတယ်။အခုလက်တလောမှာတော့နေပြည်တော်ကောင်စီဒုဝန်ကြီးအဆင့်နေကနေနောက်ထပ်နေရာတစ်ခုကိုပြောင်းရွှေ့ထားကြောင်းတရင်နေထွက်ပြီးထွက်ပေါ်ခဲ့တာပါ။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကအမျိုးသားဒီမိုကရေစီဖွဲ့ချုပ် NLD ဗဟိုအလုံးမှုဆောင်တွေဖြစ်တဲ့ဒေါက်တာတင်မျိုးဝင်းနဲ့ဦးသိန်းဦးတို့ဒေါအောင်ဆန်းစုကြည်ကိုတွေ့ခွင်ရခဲ့တယ်လို့တင်းနေထွက်ပေါ်ခဲ့ပေမဲ့တင်းအမသာဖြစ်တယ်လို့ပါတီဘက်ကတုံ့ပြန်ထားပါတယ် NLD ဗဟိုအလုံးကော်မတီဦးကျော်ထွေးက မြန်မာဒီမိုကရေစီရဲ့အန်ကွန်ဖြစ်တဲ့ဒေါအောင်ဆန်းစုကြည်ကိုသူတို့အသေးအကြောက်ကြတယ်ဗျဒါကြောင့်ဒေါအောင်ဆန်းစုကြည်အပေါ်မှာပြည်သူလူထုကဒီနေ့အထိယုံကြည်အားကိုချစ်ခင်နေကြတော့မယ်ဆိုတာကိုဒီစစ်အုပ်စုတွေကသိတဲ့ဒေါအောင်ဆန်းစုကြည်နောက်မှာပြည်သူလူထုတရက်လုံးရပ်တည်နေကြတာရှိပါတယ်ဒါကြောင့်မို့လို့ဒေါအောင်ဆန်းစုကြည်နဲ့ပြည်သူလူထုဝေးနေအောင်မတရား အမှုတွေဆင်ပြီးတော့ဖမ်းဆီးထားတာဖြစ်ပါတယ်ဒီစေုပ်စုကသူတို့မရှူနိုင်မကယ်နိုင်အကျဉ်းဆိုင်လိုက်ရင်ထွက်ပေါက်အဖြစ်ပေးယူလို့ဖို့အသုံးချဖို့တစားကန်လုထားတာလို့လည်းမြင်ပါတယ်ဒီအချိန်မှာသူတို့မျက်ွယ်ပြုတ်ထားနိုင်ပေမဲ့ဒါမျိုးကိုတော့သူတို့အကြကြီးထိန်းထားနိုင်မယ်လို့မမြင်ပါဘူးခမရဟုပြောပါတယ် ဒေါအောင်ဆန်းစုကြည်ကိုစစ်ကောင်စီတရားရုံးကပုံမှန်14ခုအတွက်ထောင်ဒဏ်28နှစ်ချမှတ်ထားတာပါ2020ရွေးကောက်ပွဲမှာမဲစင်းအမလို့အာနာသိန်းနာလို့စစ်ကောင်စီကအကြောင်းပြချက်ပေးခဲ့ပေမဲ့ဒေါအောင်ဆန်းစုကြည်ကိုလက်တွေ့တရားစွဲဆိုရုံးတင်ရမှာတော့ရွေးကောက်ပွဲတရားမဲ့ပြုကျင့်တာနဲ့ပတ်သက်တဲ့ပုံမှန်တစ်ခုသာပါဝင်ခဲ့ပါတယ်ဒေါအောင်ဆန်းစုကြည်ဟာ2022ခုနှစ်ဒီဇင်ဘာလမှာရှေ့နေဖွဲ့နဲ့နောက်ဆုံးတွေ့ခွင့်ရခဲ့ပြီးအဲ့ဒီနောက်ပိုင်းအခြေအနေတွေကိုစစ်ကောင်စီကတရင်အမောင်းချထားခဲ့တာပါ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှဦးထွန်းကြီးကဘယ်နေရာရောက်နေမှလည်းမသိဘူးဘလို့အခက်အခဲအကျက်တဲစိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရမှလည်းမသိဘူးဒေါအောင်ဆန်းစုကြည်ရဲ့ကျမ်းမာရေးကတိုင်းပြည်ရဲ့ကျမ်းမာရေးပဲဒေါအောင်ဆန်းစုကြည်ရဲ့အခြေအနေကတိုင်းပြည်ရဲ့အခြေအနေပေါ့နိုင်ငံတကာကစင်ရာဇွက်ကောင်မင်းအောင်လိုက်ကိုတောက်လျှောက်ဖိအားပေးနေတဲ့အခြေအနေမှာရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ဟောဖြစ်နေတဲ့ဖိအားတွေကိုဖုံးဖိခြင်းနဲ့အခါကျတော့ဒီလိုပုံစံသတင်းမျိုးတွေထုတ်နေသလားပေါ့စစ်ကောင်မရှင်နေနဲ့ကသူတို့ကဖမ်းထားတဲ့သူဖမ်းတာလေမင်းတို့ပဲတရားရုံးတင်တာလေ င်းတို့ပဲထောင်ချတာလဲသူတို့ပဲအဲ့ဒီအတွက်ကြောင့်မလို့တကယ်တကယ်တာဝန်ရှိဆုံးကတော့စစ်ကော်မရှင်ဖြစ်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့စစ်ကော်မရှင်နေနဲ့ဒီကိစ္စကိုအမြင့်ဆုံးသတင်းထုတ်ပြန်ပေးဖို့လိုတယ်ဟုပြောပါတယ်စေဆိုးရဆက်ဆက်မှာဒေါ်အောင်ဆန်းစုကြည်ကအခုဒီချိန်နဲ့ဆိုရင်၄ချိန်မြောက်အဖမ်းခံခဲ့ရတာဖြစ်ပြီးလက်ရှိအချိန်ချင်းနေအကျေချုပ်ပါဝင်အချင်းထောင်ထဲမှာနေရတဲ့အချိန်ကစုစုပေါင်း၁၆နှစ်ထိရှိနေပြီလို့ပြည်တိန်ခြေဆိုင်လူခွင့်ရေးဆောင်ကြည့်ရေးဖွဲ့ မမကမ်ပိန်း UK ကထုတ်ပြန်ပါတယ်ဒေါ်ဆန်းစုကြည်အပါဝင်နိုင်ငံရေးအကျဉ်းသားတွေကိုပြန်လွတ်ပေးဖို့နိုင်ငံတကာအစိုးရတွေနဲ့အဖွဲ့အစည်းတွေကအချိန်ချင်းတောင်းဆိုခဲ့ပေမဲ့စစ်ကောင်စီကလင့်လူရှုထားခဲ့တာဖြစ်ပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းကမလေးရှားနိုင်ငံမှာကျင်းပတဲ့အာဆီယံထိပ်သီးအစည်းအဝေးမှာလည်းအားလုံးပါဝင်တဲ့ရွေးကောက်ပွဲဖြစ်ဖို့တိုက်တွန်းခဲ့တာရှိပါတယ်အာဆီယံဥက္ကဋ္ဌရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကုန်စလဲကလည်းဒေါ်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်ပေးဖို့စစ်ကောင်စီကိုတောင်းဆိုထားပေမဲ့စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ့ရာဇဝမှုကျွလွန်ပြီးရာဇဝပြစ်ထန်ခံရတဲ့ထောင်ကျတွေနဲ့တွေ့ခွင့်မပေးနိုင်ဘူးလို့ပြောထားပါတယ်။မြန်မာစစ်တပ်ကျင်းပမဲ့ရွှေကောက်ပွဲမတိုင်မီတိုင်းရင်းသားများနဲ့အတိုက်ခံအင်အားစုများအားလုံးကိုမလေးရှားနိုင်ငံကွာလာလမ်ပူးမြို့သို့ဖိတ်ခေါ်ဆွေးနွေးမည်ဟုမလေးရှားဝန်ကြီးချုပ်ထုတ်ပြောတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ ်မာအကျန်းဖက်စစ်တပ်ကကျင်းပမယ့်ရွေးကောက်ပွဲမတိုင်းမီတိုင်းသားများနဲ့အတိုက်ခံအင်အားစုများအားလုံးကိုမလေးရှားနိုင်ငံကွာလာလမ်ပူးမြို့သို့ဖိတ်ခေါ်ဆွေးနွေးမည်ဟုမလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံအနေဖြင့်တိုင်းရင်းသားလူနေစု28ဖွဲ့အတိုက်ခံအင်အားစုအလုံးပါဝင်သောတွိတ်ဆောင်ဆွေးနွေးမှုလှုပ်ဆောင်နိုင်ရေးအတွက်မလေးရှားနိုင်ငံသို့ရွှေကောက်ပွဲမတိုင်မီဖိတ်ကြားမည်ဖြစ်ကြောင်းမြန်မာရေးကိုဖြည့်ဆင်းနိုင်ရန်မြန်မာကိုယ်တိုင်ဥဆောင်ရမည်ဖြစ်ကြောင်းရွှေကောက်ပွဲသို့လေလံဆောင်ကြည့်သူများဆင်လို့ရန်စစ်တပ်၏ဖိတ်ခေါ်ချက်ကိုအာဆီယံကစဉ်းစားနေစေတာဖြစ်ကြောင်း၎င်းကဆိုပါသည် တွေ့ဆုံဆွေးနွေးမှုတွေဆက်လုပ်ဖို့နဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေဆက်ပေးနိုင်ဖို့ကျွန်တော်တို့တိုက်တွန်းပါတယ်မြန်မာနိုင်ငံရေးကိုမြန်မာနိုင်ငံသားတွေကိုယ်တိုင်ဦးဆောင်ပြီးလှုံ့ဆော်ရမှာဖြစ်ပါတယ်ဟုမလေးရှားဝန်ကြီးချုပ်ကပြောဆိုပါတယ်မြန်မာအကြမ်းဖက်စစ်တပ်အနေနဲ့အာဆီယံဘုံသဘောတူညီချက်၅ချက်ကိုအကောင့်ချိတ်ဖို့ပြက်ကွက်နေသည့်အတွက်မြန်မာစစ်ကောင်ဆောင်များကိုအာဆီယံထိပ်သီးအစည်းအဝေးနဲ့ဆက်ဆက်အစည်းအဝေးများတက်ရောက်ခွင့်ဆက်လက်ပိတ်ပင်လိုက်ကြောင်းအာဆီယံနိုင်ငံသားဝန်ကြီးများအစည်းအဝေးကဆုံးဖြတ်ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်မလေးရှားနိုင် ုင်ငံကွာလာလမ်ပူမြို့တွင်အောက်တိုဘာ26ရက်နေ့အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးပြီးအချက်28ချက်ပါမြမရေးဆွေးနွေးချက်ကြီးညာစာရင်းကို ထုတ်ပြန်ခဲ့ပြီးရင်းချိန်ညာချက်တွင်အဓိကအချက်များအနေဖြင့်မြမစစ်တပ်ကအာဆီယံဘုံသဘောတူညီချက်၅ချက်ကိုအတိတ်ပဲရှိသောအကောင့်ထဲပေါ်တိုးတက်မှုများမလုံဆောင်သေးတဲ့လေအာအတိတ်ပဲရှိသောအကောင့်ထဲပေါ်တိုးတက်မှုများမလုံဆောင်သေးရင်အာ အာဆီယံထိပ်သီးအစည်းအဝေးနဲ့နောက်ဆက်တွဲဆက်ဆက်အစည်းအဝေးများတွင်မြန်မာစေကောင်းဆောင်များတက်ရောက်ခွင့်ပြုမည်မဟုတ်ပဲနိုင်ငံရေးရာကိုစားမပြုသူကိုသာတက်ခွင့်ပြုမည်ဖြစ်ကြောင်းသိရပါသည်ထို့ပြင်အာဆီယံနိုင်ငံခြားဝင်ကြီးများအစည်းအဝေး၏ကျင်းညာချက်တွင်ရွေးကောက်ပွဲမကျင်းပမီနိုင်ငံ၏အကြက်တဲကိုဖြည့်ရှင်ရန်ဘုံတဘောတူညီချက်၅ချက်ကိုအကောင့်ထည့်ဖို့ပြီးအကြမ်းဖက်မှုများကိုရပ်တန့်ရမည်ဖြစ်ကြောင်းထုတ်ပြန်ကြေညာခဲ့တယ်လို့သိရပါသည် ဆက်လက်တင်ဆက်ပေးမယ့်တဲ့ရင်ကတော့ကလေးတမှုကံကောလမ်းပိုင်းကိုစစ်ကြောင်းထိုးနေသည့်စစ်တပ်ကကျုံးချောင်းရွာကိုမိရှို့ဖျက်ဆီးနေပြီးတိုက်ပွဲများလည်းဖြစ်ပွားနေတောင်းနေချီတော့ပြည်သူများလည်းဘေးလွတ်ရာထွက်ပြေးနေရတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းကလေးမြို့နယ်တွင်ရှိကလေးတမှုကံကောလမ်းပိုင်းကိုစစ်ကြောင်းထိုးနေသည့်အကြမ်းဖက်စစ်တပ်ကကျုံးချောင်းရွာကိုမိရှို့ဖျက်ဆီးနေပြီးတိုက်ပွဲများလည်းဖြစ်ပွားနေကတောင်းနေချီတော့ပြည်သူများလည်းဘေးလွတ်ရာထွက်ပြေးနေရကြောင်းဒေသပြည်သူများကပြောဆိုပါရယ်။ အောက်တိုဘာ29ရက်မနေ့ပိုင်းကထိုမာရွာမှထွက်လာတဲ့အကျန်းဖက်စစ်တပ်စစ်ကြောင်းနဲ့တွန်းလိုင်းရေးတပ်ဖွဲ့များတာယာကုန်းရွာနဲ့ကျွန်းချောင်းရွာကြားမှာတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းတိုက်ပွဲတွင်အကျန်းဖက်စစ်တပ်ဘက်မှထိခိုက်မှုရှိသောကြောင်းကျွန်းချောင်းရွာကိုဝန်ရောက်စီးနှင်းကနေအိမ်များကိုမိရှို့ဖျက်ဆီးခဲ့ကြောင်းသိရပါသည်။အဆိုပါအကျန်းဖက်စစ်တပ်စစ်ကြောင်းသည်အောက်တိုဘာလပိုင်းမှစတင်ပြီးကလေးမြို့နယ်တွင်ရှိကလေးတမူလမ်းပိုင်းနှင့်ကလေးကံကောလမ်းပိုင်းကိုအင်အားလုံးရင်းဖြင့်စစ်ကြောင်းထိုးနေသောကြောင်းဒေသပြည်သူအများပြားအရေးပေါ်နေရဆုံးခွာထွက်ပြေး တင်းရှောင်နေရခြင်းဖြစ်ကြောင်းသိရပါတယ်။ဒီနေ့မနက်ပိုင်းကထိုမာရွာကနေထွက်လာတဲ့စစ်သားစစ်ကြောင်းနဲ့ဒေါ်လာရေးတပ်ဖွဲ့တွေတိုက်ပွဲဖြစ်ပွားပြီးတော့စစ်သားတွေကကျွန်းချောင်းရွာကိုဝင်ရောက်ဆင်းနေမိရှို့တာတိုက်ပွဲမှာစစ်သားတွေအထိနာလို့မိဝင်ရှို့တာရှိတယ်မင်းဝင်ရှို့တာတင်နေနေဘလောက်ပြကြတယ်ဆိုတာအတိမပြုတ်နိုင်သေးဘူးဟုဒေတာပြည်သူတို့ကဆိုပါတယ်